င်္ဂလာပါရှင်။ဘာမခိတဲ့တရင်ဌာနမှကြိုဆိုလိုက်ပါရရှင်။ခုချိန်မှာစာပေနောက်ဆုံးရသတင်းများကိုအစီအင်ခံတင်ဆက်ပေးပါရမရှင်။ပထမဆုံးသတင်းအနေနဲ့ကလေးမြို့တောင်ပိုင်းစစ်တပ်နှင့်ပြူစခန်း၅ခုကိုတိုက်ခိုက်သိမ်းပိုက်မှုအတွင်စစ်ကောင်စီကလေရင်ဖြင့်အချိန်ပေါင်း၁၀၀၀ကျော်ပုံကျဲခဲ့ပြီးအပြစ်မဲ့ပြည်သူ၁၅ဦးသေဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာပဲဖြစ်ပါရရှင်။စကိုင်းတိုင်းကလေးမြို့တောင်ပိုင်းရှိပြူစခန်းများတိုက်ခိုက်သိမ်းပိုက်မှုအတွင်စစ်ကောင်စီကလေကြောင်းဖြင့်ပုံကျဲတိုက်ခိုက်မှုအချိန်၁၀၀၀ကျော်လုံးဆောင်ခဲ့ရာအပြစ်မဲ့ပြည်သူ၁၅ ်သေဆုံးမီ40ကျော်ဒဏ်ရာရရှိခဲ့ကြောင်း CDF KGG ကယနေ့ထုတ်ပြန်သည် 2024ခုနှစ်အတွင်းစုဖွဲ့လေ့ကျင့်မှုစတင်ခြင်းနဲ့အတူ2025ခုနှစ်ဖေဖော်ဝါရီလတွင် CDF KKG Major Operation စတင်ဖို့ဆောင်ငယ်ကကလေးနှင့်ကံကောအကြရှိစစ်ကောင်စီခြေဆိုင်စခန်းများဖြစ်သောကမ်မာနီစခန်းမှန်တော်အောင်သာရအရှိအနောင်ပြူစောတိဆိုးမိုးနှင့်ကျန်သာရွာများကိုနှစ်လတာအတွင်းဖျားကျေးဇူးတော်ကြောင့်အောင်မြင်စွာတိုက်ခိုက်သိမ်းပိုင်နိုင်ခြင်းဖြစ်ကြောင်းရင်း CDF KKG Major Operation တစ်ခုလုံးကိုချင်းမျိုးသားတပ်မတော် CNN မှစစ်ရေးကုတ်ခဲ့ကြောင်းသိရသည် ဖေဖော်ဝါရီလ10ရက်နေ့တွင်ကလေးနှင့်ကံကောအကြရှိစက်ကောင်စီခြေ size scan များနဲ့အခိုင်အမာဆုံးနှင့်အတောင်တင်းဆုံး scan တစ်ခုဖြစ်သောကံမနီ scan ကို၎င်းထို့နောက်ဖေဖော်ဝါရီ15ရက်ကလေးတောင်မိုင်းရှိမှန်တော်ရွာနှင့်အောင်သာရွာရအနောက်ရှိစက်ကောင်စီခြေကို scan များကိုဆက်လက်တိုက်ခိုက်သိမ်းပိုင်နိုင်ကြသောသိရသည်ကမနီစကန်ဒိန်တိုက်ပွဲတွေမဟာမိတ်တပ်များအနေဖြင့် CNN, CDF Haka, CDF Tendland, CDF CDNC ယင်း ABSDF ရောဒေတာလွတ်မြောက်ရေးတပ်ပေါင်းစုငကားမြင့်အောင်အစရှိသူတို့ပူးပေါင်းပါဝင်ခဲ့ပြီးမှန်တော်အောင်သာရအရှိအနောက်ရှိစစ်ကောင်စီအခြေစိုက်စခန်းများတိုက်ခိုက်သိမ်းပိုက်ခဲ့မှုတွင် PDF ဖို့ခေါ် AKDF တို့ကနေမြေရှင်းလင်းရေးထိန်းချုပ်ရေး ခုခံကာကွယ်ရေးတို့တွင်ပူးပေါင်းပါဝင်ခဲ့ကြောင်းသိရသည်ကမ္ဘာနီမှန်တော်အောင်သာယာတိုက်ပွဲများနှင့်တကဆက်ကောင်စီမှပြန်လည်ထိုးစစ်ဆင်မှုစုစုပေါင်း19ကြိမ်တွင်တိုက်ပွဲဖြစ်ပွားရာဆင်မြေပြင်တွင်တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်ခြေရွာများသို့အကြံဘက်စစ်တဲဆက်ကောင်စီဘက်မှ Jet Fighter နှင့် Y12 18အစရှိသည့်၄ချောင်းဘုံကျဲတိုက်ခိုက်မှုပေါင်းအကြိမ်တထောင်ကျော်ပြုလုပ်ခဲ့ကြောင်းသိရသည် ထို့သောစစ်ကောင်စီတည်လေးချောင်းတိုက်ခိုက်မှုအတွင်ပြည်သူပိုင်စေယုံစာတင်ကြောင်းတသနိကအစအိုးနှင့်ပြည်သူနေအိမ်ပေါင်း60ကျော်ထိခိုက်ပျက်စီးခဲ့ကကျေးရွာပေါင်း12ရွာကျော်မှပြည်သူပေါင်း2000ဝန်းကျင်တင်ဆောင်ခဲ့ကြရပြီးတချို့တဝက်ကျော်မှယခုတိုင်တင်ဆောင်နေကြဆဲဖြစ်ကြောင်းသိရသည်လေးချောင်းတိုက်ခိုက်မှုအတွင် ပြည်မဲ့ပြည်သူ15ထက်မနည်းသေဆုံးခဲ့ပြီးတရန်ရပြည်သူစုစုပေါင်းအယောက်40ကျော်ခန့်ရှိခဲ့ကြောင်းသိရသည် ဧပြီလ17ရက်နေ့နနက်အစောပိုင်းတွင်ပြူစောတီစိုးမှုသည့်ကျန်းသားရွာကိုဆက်လက်ဒိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာမွန်လယ်ပိုင်းမတိုင်မီတွင်ပင်အပိသက်သိမ်းပိုင်နိုင်ငံကြောင်းသိရသည်ရင်စကန်ဒိန်တိုက်ပွဲတွင်မာမိတ်အင်အားများအနေဖြင့် CNA, CDF, Tandalan, CDF, CDN, CN, ABS, DF, Hanauri Pakapa, MCR, PDF, Volk, ကလေးတာမိုင်းတော်လိုင်းအင်အားစုအဖွဲ့များကပူးပေါင်းပါဝင်ခဲ့ကြောင်းသိရသည်။ CDF KKG Major Operation တွင်အသက်ပေးဆက်သွားခဲ့ကြတဲ့ CDF KKG နဲ့မဟာမိတ်အဖွဲ့အစည်းအသေးသေးမှအာဇာနည်ရဲဘော်များ ကိုလန်းအင်ကပေးဆက်ခဲ့ရတဲ့ရဲဘော်များထိခိုက်ဒဏ်ရာရရှိခဲ့ကြတဲ့ရဲဘော်များကိုကွန်ပျူတာအောင်မေပါကြောင့်နဲ့အောင်ဝဲရရှိသည့်အထိအစွမ်းကုန်ပေးဆက်တိုက်ပွဲဝင်ခဲ့ကြသောရဲဘော်များ၏ဆိုရလုံလဝရိယစိုက်ထုတ်မှုတို့ကိုလေးစားဂုဏ်ယူကြောင်း CDF KKG ကပြောဆိုသည်ယင်းစစ်စင်ရေးများတွင် ABSDF မှတက်ဆုံမှုရဲဘော်များအောင်ကောင်းလင်းကောင်းအပါဝင်နှစ်ဦးကြာဆုံးပြီး6ဦးဒဏ်ရာရရှိခဲ့ကြောင်း ABSDF ကထုတ်ပြန်ထားသည်ချင်းလန်ဒက်ဖန်ဖို့ကလေးကဘောခံကော CDF KKG နေဖြင့်ကလေးကံကောအကြာကြန့်ရှိနေသောစကောက်စီစကန်များပြူစော်တဲ့စုံမိုးကျေးရွာများကိုမကြမီဆက်လက်ပြီးတိုက်ခိုက်သွားမည်ဖြစ်ကြောင်းအခြေပြုလှုံ့ဆော်ရဒေသဖြစ်တဲ့ချင်းပြည်နယ်စကိုင်းတိုင်းနဲ့မကွေးတိုင်းဒေသတွင်ရှိအကြမ်းဖက်စကောက်စီများကိုမိဖက်တော်လိုင်းအဖွဲ့များနဲ့ပူးပေါင်း၍ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းသိပေးထားသည်ဆလာဘီငလင်းကြီးလှုပ်ချိန်နေပြီးတော့မှပါရီဖြစ်ခဲ့တယ်လေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင် နေပြည်တော်ကိုတည်ခဲ့တဲ့ဘူဂျုံမူကြီးတန်ရွှေသမရဟောင်းဦးသိန်းစိန်နဲ့လက်ရှိအာနာသိစက်ကောင်ဆောင်ဘူဂျုံမူကြီးမင်းအောင်လိုင်းတို့ငလျင်တန်ခန်းစားခဲ့ရပြီး NLD အစိုးရအဖွဲ့ဦးဆောင်သူတောင်ဆန်းစုကြည်တီလည်းအချုပ်ခန်းထဲကနေငလျင်ကိုရင်ဆိုင်ခဲ့ရပါတယ်။ သမရာအိမ်တော်လွတ်တော်ပြည်တော်စုတရားလွတ်တော်ချုပ်စေယုံနဲ့ဝင်းကြီးဌာနတွေကနေဝန်ထမ်းအိမ်ယာတွေအထိနေပြည်တော်ဟာအပြည့်အစည်များခဲ့တာဖြစ်ပါတယ်။ငလင်ဟာနေပြည်တော်ကအစိုးရယုံအဆောင်အုံတွေကိုဖျက်ဆီးပစ်လိုက်ရုံသာမကစစ်ကောင်ဆောင်တွေရဲ့မဟာဗျူဟာမြောက်စစ်ရေးအဆောင်အုံတွေကိုပါထိခိုက်စေခဲ့ပါတယ်။ ။အရေအထဲမှာနေပြည်တော်အနေမှာစောက်ဖို့စီစဉ်ထားတဲ့နျူကလ িয়ার လျှက်စစ်တအားပေးစယုံစယုံတွေကလျှော့ဝက်ကိုကရေးဌာနချုပ်နဲ့နေပြည်တော်ကကောက်ရေးပစ္စည်းစယုံတွေရဲ့လုံခြုံရေးတွေကိုပြန်လည်စဉ်းစားဖို့ထိတက်ရောက်ခဲ့တာဖြစ်ပါတယ်။ငလင်မိသွားတဲ့စကောင်းဆောင်မိသားစု ရန်ကုန်ကနေတက်မရော်နေအခမ်းအနားကိုလာတက်တဲ့ဗိုလ်ချုပ်မှုကြီးမြောင်းလိုင်းရဲ့မိသားစုဟာမတ်လ28ရက်ကလှုပ်တဲ့အင်အားပြင်းငလင်တန်းကိုခန်းစားခဲ့ကြရပါတယ်။စစ်ကောင်ဆောင်ရဲ့မိသားစုဟာထိန်းလန့်ခဲ့ပြီးအဆောက်အုံတွေကိုတော့မဝင်ရတော့ပဲစေယုံပရဝံအတွင်မှာနိုင်အတန်ကြာနေခဲ့ရတယ်လို့စေယုံတွေက BBC သတင်းရင်းမြစ်တွေကပြောပါတယ်။အရင်နောက်အထူးလေရင်နဲ့ရန်ကုန်ကိုပြန်ပို့ပေးခဲ့ရတယ်လို့သိရပါတယ်။ငလင်လှုပ်ချိန်မှာဗိုလ်ချုပ်မှုကြီးမြောင်းလိုင်းလည်းစေယုံမှရှိနေခဲ့ပါတယ်။ သူငလျင်တန်ခံခဲ့ရတဲ့အတွေ့အကြုံကိုဧပြီလ၁ရက်တုန်းကနေပြည်တော်မှာလှုပ်တဲ့ငလျင်ဘေးတန်တဲ့ပြည်သူတွေအတွက်အလှငွေပေးအပ်ပွဲမှာပြန်ပြောပြခဲ့ပါရယ်။အရင်နောက်စစ်ကောင်ဆောင်ပို့ချုပ်မှုကြီးမင်းအောင်လှိုင်ကိုသူ့ရဲ့လုံခြုံရေးအဖွဲ့ကအပြင်ခေါ်ထုတ်သွားခဲ့ပါရယ်။အစအိုးထဲမှာမနေစေတော့ပဲအပြင်မှာနေဖို့ပဲလုံခြုံရေးအဖွဲ့ကအကြံပြုခဲ့လို့တနိုင်ကျော်ကြောင့်အပြင်မှာနေခဲ့ရတယ်လို့သူကပြောပါရယ်။နေပြည်တော်ကိုတည်ခဲ့တဲ့ပို့ချုပ်မှုကြီးတန်ရွှဲပါဝင်တက်အကြီးကဲဟောင်းနေနေထိုင်တဲ့၆လုံးတန်လေးငလျင်တန်တဲ့ င်ငယ်ပေမဲ့လူအထီးကမရှိဘူးလို့နှီးဆက်သူတွေကပြောပါရယ်။ရာဇသင်ကအဝိုင်းနေမှာရှိတဲ့၆လုံးတန်းမှာအငိမ့်စားစစ်အစိုးရကောင်ဆောင်တွေဖြစ်ကြတဲ့နိုင်ငံတော်အေဂျင့်တာယာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီနာအဖဥက္ကဋ္ဌဘူချုပ်မှုကြီးတန်းရွှေဒုတိယဥက္ကဋ္ဌဒုတိယဘူချုပ်မှုကြီးမောင်အေအဖွဲ့ဝင်တွေဖြစ်တဲ့ဘူချုပ်ကြီးသူရရွှေမန်းဘူချုပ်ကြီးတိန်စိန်ဒုတိယဘူချုပ်ကြီးတေယသူရတင်အောင်မြင်းဦးနဲ့ဒုတိယဘူချုပ်ကြီးတင်ရီတို့နေထိုင်ကြပါရယ်။ ဘိုးချုပ်မူကြီးတန်ရွှေရလွန်ခဲ့တဲ့အနှစ်20ကျော်ကနေပြည်တော်ကိုတည်ထောင်ခဲ့တဲ့အခါသမရအိမ်တော်လွှတ်တော်အဆောက်အုံနေနဲ့ဝင်ကြီးဌာနရုံးတွေကိုခန့်ခန့်နာနာတိစောက်ခဲ့ပါတယ်။မတ်လ28ရက်ငလင်းမှာမန်နိုင်3ရက်လုံးကိုကိုစားပြုတဲ့ရုံးအဆောက်အုံတွေပြက်စီးခဲ့ပြီးသမရအိမ်တော်လွှတ်တော်အဆောက်အုံနေနဲ့ပြည်အောင်စုတရားလွှတ်တော်ချုပ်အဆောက်အုံတွေပြက်စီးခဲ့ပါတယ်။ အပြည့်အစည်းတွေထဲမှာဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်အစည်းအဝေးလုပ်လို့ရှိတဲ့ခံမာတွေပါပါဝင်ခဲ့ပါတယ်။ဝန်ကြီးဌာနရုံးနေတဲ့ဝန်ထမ်းအင်အားတွေလည်းပြက်စီးခဲ့ပြီးဝန်ထမ်းတွေဟာရှားရည်ရွက်ဖြန့်တဲတွေကာရက်နာနေရာတွေမှာရုံးဖွဲ့ပြီးအုပ်ချုပ်ရေးနဲ့ကုညီကယ်ဆယ်ရန်တရားကိုဆက်လက်လည်ပတ်နေတာတွေ့ရပါတယ်။ရှိခိုးကတင်ဆက်ပေးမယ့်တဲ့ရင်ကတော့တကြံကာလထင်းလင်းစောနှင့်ကံကောမြို့နယ်တို့ကိုစက်ကောင်စီကတိုက်လေရင်များဖြင့်စက်တိုက်ပုံကျဲဆိုတဲ့တဲ့ရင်ပဲဖြစ်ပါရဲ့ရှင်။ မကွေးတိုင်းထင်းလင်းမြို့နယ်စောမြို့နယ်နဲ့ကံကောမြို့နယ်တို့ကိုစစ်ကောင်စီတကသင်းကြံကာလာတွင်လေးကြောင်းမြစ်ဆက်တိုက်ပုံကျဲတိုက်ခိုင်းနေကြောင်းရော့လင်းတပ်မှကိုမင်းတပ်သားကရှန်ကုန်ခဲ့တဲ့တဲ့ရင်ဌာနတန်းတို့ပြောကြားသည်ရှနေဧပြီလ16ရက်နေ့တင်းကျန်အတန်းနဲ့နနက်9:30မိနစ်အချိန်စောမြို့နယ်မြောက်ချမ်းတနီယာကိုနေပြီးတော့အီလာလီတက်မှတက်လာတော့ MIG 29တစီဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့ပြီးထိခိုက်ပျက်စီးမှုအခြေအနေသိရှိနိုင်ရန်စုံစမ်းနေစေဖြစ်ကြောင်းသိရသည်။ ဖုန်းလိုင်းအင်တာနက်လိုင်းတွေကခက်ခဲနေလို့ဘလောက်ထိခိုက်သွားပျက်စီးမှုရှိတယ်ကမသိရသေးပါဘူး။စုံစမ်းနေတော့မှဟိုရွှေလင်းတမကိုမင်းတက်တာကရန်ကုန်ခေတ်တဲ့တရင်ဌာနထံသို့ပြောကြားသည်။ အလားတူယမန်နေ့ဧပြီလ15ရက်နေ့နေ့လယ်ပိုင်းကလည်းထီးလင်းမြို့နယ်တနေရာကိုအကြမ်းဖက်ဆက်ကောင်စီတပ်ကလေကြောင်းဖြင့်ပုံကျဲတက်ခိုင်းမှုပြုလုပ်ခဲ့ကထီးလင်းမြို့ရင်းတို့ MI17 ထောက်ပို့ရဟယင်းဖြင့်လက်နက်ခဲရဲများလူအင်အားများဖြည့်တင်းခဲ့ကြောင်းသိရသည်။ထို့ပြင်ယနေ့ဧပြီလ16ရက်နေ့နက်9:00ခန်းကခန်းကောမြို့ခြေဆိုင်ခလာရ50တရင်မှခန်းကောမြို့မြောက်ဘက်တို့လေကြောင်းကင်းထောက်ဒရုန်းများလှတ်တင်ကင်းထောက်မှုရှိခဲ့ကြောင်းထို့သောကင်းထောက်ချိန်မှာခန်းကောမြို့တွင်သို့ရဟယင်းစင်တပ်က စ်ရင်အဖြစ်တရံလှုပ်ဆောင်ခြင်းဖြစ်ကြောင်းသိရသည်စစ်ကောင်စီတပ်ကရောဒေတာကိုလေးချောင်းဖြင့်ချိန်မြေတက်ခိုက်လာနိုင်သောကြောင့်ပြည်သူများအနေဖြင့်လေးချောင်းတရေအမြင်ရှိကြရန်နှင့်လူစုလူဝေးများမပြိုလုကြရန်ဒေတာရင်းတော်လိန်တပ်ဖွဲ့များကတရီပေးထားသည်ဆလဘေးစစ်ကောင်စီလက်ချက်ကြောင့်တလအတွင်းအမျိုးသမီး60ကျော်တေဆုံးခဲ့ကြောင်း BWU ပြောဆိုရတဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ မြန်မာနိုင်ငံတွင်ဝမှာပြီးခဲ့တဲ့မက်လအတွင်းစစ်ကောင်စီတရရလက်ချက်ကြောင့်အမျိုးသမီး66ဦးသေဆုံးပြီး88ဦးဒဏ်ရာရရှိခဲ့တယ်လို့မြန်မာအမျိုးသမီးတမက BWU ကပြောပါရယ်။လေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးသူ90ဒဏ်ရာရသူ49ဦးလက်နက်ကြီးပစ်ခတ်မှုကြောင့်သေဆုံးသူ9ဦးဒဏ်ရာရသူ23ဦးမြေမြုံမိုင်းကြောင့်သေဆုံးသူ2ဦးဒဏ်ရာရသူ15ဦးတပ်ဖြတ်ခံရမှုကြောင့်သေဆုံးသူ9ဦးဖြစ်တယ်လို့ဆိုပါရယ်။သေဆုံးသူတွေထဲမှာမကွေးတိုင်းက15ဦးနဲ့အများဆ ုံးဖြစ်တယ်လို့ဆိုပါရယ်။ဒါပြင်မန္တလေးတိုင်းနဲ့ရှမ်းပြည်နယ်မှာတိတ်ဆုံးသူ၁၂ဦးစီ၊စကိုင်းတိုင်းမှာ၉ဦး၊ပဲခူးတိုင်းမှာ၇ဦး၊ရခိုင်၊ကချင်၊ကယား၊ကရင်၊တနင်္သာရီစတဲ့ဒေသတွေမှာ၂ဦးစီနဲ့ AR တိုင်းမှာ၂ဦးတိတ်ဆုံးခဲ့တာလို့ဆိုပါရယ်။ဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို့တောက်မြန်ချက်သိရဖို့စစ်ကောင်စီပြောခွင့်ရသူဗိုလ်ချုပ်စောမင်းထွန်းကို IFA ကဒီကနေ့ဆက်သွယ်ခဲ့ပေမဲ့ဖုံးလက်ခံဖြေကြားတာမျိုးမရှိပါဘူး။မြန်မာနိုင်ငံမှာငလင်တန်းကြောင့်ပြည်သူတွေပူဆွေးတော့ကရောက်နေချင်းစစ်ကောင်စီဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုနီးလန်းပေါင်းစုံနဲ့ပြင်းပြင်းထန်ထန်ဆက်လက်ကျူးလွန်နေတယ်လို့မြန်မာအမျိုးသမီးသမဂ္ဂ PWU ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။